ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ကျူးကျော်လမ်းဘေးဈေးတွေကိုဖယ်ရှားရှင်းလင်းလျက်ရှိတယ်လို့ရန်ကုန်မြို့မှာနေထိုင်သူတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။ရန်ကုန်မြို့မှာအဓိကနေရာတွေဖြစ်တဲ့လှယ်ရန်တောင်ဝင်းစားတဲ့နေရာတွေမှာလမ်းဘေးမှာဈေးရောက်ချနေတဲ့ဆိုင်ကန်းတွေကိုဖယ်ရှားရှင်းလင်းနေတာဖြစ်ပါတယ်။မနေ့ကတည်းကစားဖြတ်နေတာတွေ့တယ်။ရုတ်တရက်ဆိုသလိုပဲအာတော်ကမှတ်တိုင်ဈေးဘက်အချမ်းနားမှာရှိတဲ့လမ်းဘေးဆိုင်ကန်းတွေကိုဖျက်နေတာတွေ့တယ်။အဲဒီကစားသောက်ဆိုင်တွေရောအလှပြင်ဆိုင်တွေရောအများကြီးပဲ အိတ်ဆန်တွေကိုဖျက်နေတာတွေ့တယ်လို့တောင်ဝင်းမြို့နယ်မှာနေထိုင်သူတဦးကပြောပါရယ်။ဒါပြင်တာကေတာမြို့နယ်မင်းနန္နာလမ်းမကြီးပေါ်မှာရှိတဲ့လမ်းဘေးဆိုင်တချို့ကိုလည်းဖျက်သိမ်းထားပြီးဇေယောင်းချခွေမရှိဘူးလို့သိရပါရယ်။တာကေတာကပီတဲ့ရှိဘေးနာကဆိုင်တွေမရှိတော့ဘူး။ကိုညာဆိုင်တွေရောထမင်းဆိုင်တွေရောပဲလို့တာကေတာမြို့နယ်မှာနေထိုင်သူတဦးကပြောပါရယ်။အလားတူလေရန်လမ်မပေါ်မှာဈေးရောက်ချနေတဲ့လမ်းဘေးဆိုင်တွေကိုလည်းဖေရှားရှင်းလင်းလျက်ရှိရလို့သိရပါဗျ။ လဲတဲ့လိုနေရာမျိုးကအရှင်းလိုက်တာကောင်းတယ်ဘလို့မှလမ်းသွားလို့မရဘူးစီကံမရှိတော့လမ်းသွားတဲ့သူကပလက်ဖောင်းပေါ်ကိုရှောက်ရတယ်ကားတွေကလည်းလမ်းသွားတဲ့သူကိုရှောင်ရတော့ကားလန်းလဲပိတ်တယ်လို့ရန်ကုန်မြို့မှာနေထိုင်သူတို့ကပြောပါတယ်အဲ့လိုပဲသူဝနမှာရှိတဲ့ပန်းတန်းကိုလည်းဖယ်ရှားရှင်းလင်းခဲ့တယ်လို့သိရပါတယ်